ကျွန်တော်အလူငွေလက်ခံတာလေးကိုရက်ထားပါသေးတယ်ဗျာနော် Viber ကနေပဲဖြစ်ဖြစ် Telegram နေပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ YouTube channel Facebook TikTok account တွေဆက်သွယ်တနေရနေပြဗေနေရဖြစ်ဖြစ်ကျွန်တော်စီဆက်သွယ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဖုန်းပြန်ခေါ်ပြီးတော့ကျွန်တော်ရဲ့အတန်နဲ့အတီးပြုတ်ပြီးတော့ဒီနံပါတ်ဒီနံပါတ်ကိုလွှဲပါဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ဖုန်းကောနဲ့အတီးပြုတ်မှသာလျင်ငွေလွှဲခြင်းကိုပြုလုပ်ဖို့မြေတားရက်ခံတောင်းဆိုပါတယ်ဗျာနော်။ဘာကြောင့်လဲဆိုတော့အားလုံးအလင်ခံမှာဆိုလိုပါအခုလိုချိန်ကမှလူလိန်ညာလဲပေါ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ထဲမှာတော့အလင်ခံတဲ့သူတော့မရှိဘူးပါဗျာ။ဒါပေမဲ့ဖြစ်လာမှာဆိုလိုကျွန်တော်ကအတီးပေးခြင်းဖြစ်ပါတယ်။ကျွန်တော်အရင်တော့ဆိုရင်ကျွန်တော်ရဲ့အတန်နဲ့ reply ပြန်မှာ အဲလွှဲဆိုပြီးကျွန်တော်ပြောထားတယ်ဗောနော်အဲ့တော့ white message ကကြတော့ဘာလို့လို့ရလဲဆိုတော့ white message ကိုဗျာကျွန်တော်တို့ copy ယူလိုက်တာဗောနော် forward နဲ့ပို့တာမျိုးပဲဖြစ်ဖြစ်အတန်ကိုဗျာအတုယူလိုက်ပြီးတော့လုပ်တာမျိုးပဲဖြစ်ဖြစ်အဲ့လိုဗောနော် link နဲ့တူတယ်အဆင့်မြင့်နေပြောရမှာပဲဗျာနော်အဲ့လို white message အတုနဲ့ account တွေဘိုင်းနဲ့တွေ့ပြီး link ခံရမှာဆိုလို့ပါအဲ့တော့ Viber ပဲဖြစ်ဖြစ် Messenger ပဲဖြစ်ဖြစ် Telegram ပဲဖြစ်ဖြစ် VPN တွေပဲဆက်သွယ်ဆက်သွယ်ကျွန်တော်ကိုယ်တိုင်ဖုန်းခေါ်လာပြီးတော့ကျွန်တော်ရဲ့ဖုန်း call နဲ့ကျွန်တော်ရဲ့အတန်နဲ့ဖုန်းခေါ်ပြီးတော့ဒီနံပါတ်ဒီနံပါတ်ကိုလွှဲပါဆိုပြီးတော့အတီးပြူးမှသာလျှင် ငွေလွှဲဖို့အတွက်မြစ်တာရက်ခံတောင်းဆိုပါရပါเนาะဒါအလိန်ခံမှာဆိုလို့ပါအဲလက်တလောတော့ကျွန်တော်လူငွေလက်ခံတာလေးရက်ထားပါသေးတယ်ဒါပေမဲ့ထက်လက်ခံပြလို့ရှိရင်ဟိုအလုံးသိအောင်ပြပြပေးတာပေါ့เนาะဒါထက်လက်ခံပြင်းလဲကျွန်တော်ဗီဒီယိုတည်းတင်ပေးပါမယ်ပြီးတော့ကျွန်တော်အခုလူငွေလက်ခံတာရက်ထားပေးမယ်လို့လည်းကျွန်တော်ရဲ့ KB ကိုတည်တဲ့သူတွေကလွှဲနေကြတာလေးရှိတယ်ပေါ့နော်အဲ့အဲ့လိုလွှဲနေတဲ့သူတွေကိုလည်းကျွန်တော်တောင်းဆိုချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါတော့ဒါမြစ်တာရက်ခံတောင်းဆိုတာပါအလုံးထင်လဲမလွှဲကြပါနဲ့ဗျာနော်ကျွန်တော်တို့ကလည်းအများနဲ့အလုပ်လုပ်ရတာဆိုတော့လေကျွန်တော်ရက်ထားတဲ့အကြောင်းလေးကိုလည်းဗီဒီယိုလေးတင်ထားပါတယ် ရက်ထားတဲ့ဟာမှကျွန်တော် KB ကိုတိတဲ့သူတွေလွှဲလိုက်တာတွေကဗျာကျွန်တော်ပြောထားတဲ့ KB ကျွန်တော်နဲ့သက်ဆိုင်တဲ့ KB တွေကိုယောက်လာတာတော့အကြောင်းမဟုတ်ဘူးကျွန်တော်တို့ကအလူရှင်နာမည်ပါလာလို့ရှိရင်လည်းလှူဒန်းပေးလိုက်မယ်နာမည်မပါလာတော့မျိုးဆိုရင်လည်းကျွန်တော်က line ပေါ်မှာတင်ပြီးတော့ဒီ account ဒီ account နဲ့ငွေဝင်ထားတယ်ဆက်သွယ်ပေးပါပြန်လွှဲပေးမယ်နောက်ဆုံးပြန်မလွှဲပြင်ရင်လည်းဒါဆက်သွယ်လာလို့ရှိရင်ကျွန်တော်တို့ဘယ်မှာလှူပေးရမလဲ live လှူပေးလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် ဖုန်းနံပါတ်တွေမဟုတ်ဘဲနဲ့လိန်ထဲသူတွေနဲ့တွေ့ပြီးတော့မှားလွဲလိုက်လို့ရှိရင်အလိန်ခံအမှာစိုးလို့ပါအဲ့တော့ကျွန်တော်ကိုယ်တိုင်ဖုန်းခေါ်ပြီးတော့အတီမပြူဘဲနဲ့မလွဲဖို့ဒါတခါထက်ကတာထက်ကထက်ကထက်ကပြောနေရတာလိန်ခံအမှာစိုးလို့ပါဗျာနော်အဲ့တော့ဟိုလွှဲနေရလေးလည်းအခုရှိလို့ပေါ့နော်ကျွန်တော်ထက်ရောက်လာတာတော့ကျွန်တော်ရှိမှာပဲလို့ပဲပြဿနာမရှိဘူးဗျာအခုထက်ဝင်ထားတဲ့ဟာတွေလည်းကျွန်တော် လက်ကြံငွေနဲ့ပေါင်းပြီးတော့ပြောပြပေးသွားမှာပေါ့နော်။ကျွန်တော်ထဲဥမို့ဖဲနဲ့လိန်ထဲသူစီကိုရောက်သွားပြီးတော့အလိန်ခံလိုက်ရလို့ရှိရင်ကျတော့ကျွန်တော်ကျင်ညာတဲ့စင်းမှလည်းမပါဘူး။လှူတဲ့ထဲမှလည်းမပါဘူး။ဟာဘယ်ရောက်သွားလဲဆိုမျိုးဖြစ်ပြီးတော့အလိန်ခံမှဆိုလို့ပါ။အဲ့လိုဖြစ်လာခဲ့ရင်တော့ကျွန်တော်တောင်းယူဖြည့်ချင်းပေးလို့လည်းမရဘူးဗျာ။တောင်းယူပေးလို့မရပါဘူးဗျာနော်။အဲ့တော့ကျွန်တော်အတန်နဲ့ကျွန်တော်ကိုယ်တိုင်ဖုန်းခေါ်ပြီးတော့ဆက်သွယ်မှသာလျှင်ကျွန်တော်အတီးပြူးမှသာလျှင်ငွေလွှဲဖို့လည်းမြေတားရခံတောင်းဆိုပါရစေ။အဲ့တော့ကျွန်တော်ဒီဗီဒီယိုရဲ့ရှေ့မှာတင်ထားတဲ့ဗီဒီယိုထဲမှာလက်ကြံငွေစုစုပေါင်းကတော့ ခုနှစ်သားသမီးလူငွေစုစုပေါင်းပေါ့နော် legend ငွေကတော့3190 3600 9900နဲ့မှာ10ဖြစ်ပါတယ်အဲ့ဒါကလည်းစင်းရကျန်တာပေါ့နော်ကျွန်တော် live လူထားတာရှိပါတယ်ဗီဒီယိုတွေ edit မလုပ်ရသေးလို့ပေါ့နော်အဲ့3190 3600 9910ကိုလေလူတန်းထားတဲ့မှတ်တမ်းတွေတပုတ်ချင်းတိတိကျကျနဲ့ကျွန်တော်တင်ပေးပါမယ်။အဲ့တော့သိန်း190 3600 9910ကိုမှထပ်ဝင်ထားတဲ့လူငွေလေးတွေကျွန်တော်ပြောပြပေးပါမယ်။မကျူးရတနာဂျပန်နေပြီးတော့၄000လူတန်းထားပါတယ်။ ထိုင်းရောက်ကိုငလုံးမတ်တုံရှမ်းမိသားစုကနေပြီးတော့9000လှူဒန်းထားပါတယ်။ထိုင်းရောက်ကိုဦးဒေါ်ရှိုမိသားစုကနေပြီးတော့9000လှူဒန်းထားပါတယ်။ဦးတန့်စင်ဦးဒေါ်ကျူကျူဝင်းမိသားစုကနေပြီးတော့9000လှူဒန်းထားပါတယ်။ပြီးတော့ကိုခိုင်မြဲဒေါ်အီတာမိသားစုကနေပြီးတော့9000လှူဒန်းထားပါတယ်။ MYAN ကမြဲဖြစ်မယ်တင်တယ်နော်။ဟုတ်ပါတယ်နော်။ကိုခိုင်မြဲ KO KHANG MYAN လွဲသွားရင်လည်းတောင်းပါပါတယ်။ကျွန်တော်အင်္ဂလိပ်စာသိမှကျွမ်းလို့ပါနော်။ ကိုခိုင်မြဲဒေါ်အီတာမိသားစုကနေ9000ပေါ့နော်ဒါခုနပြောပြီးသားပါ9000လူရန်ထားပါတယ်ပြီးတော့ချိုချိုရန်ကုန်ကနေပြီးတော့3000လူရန်ထားပါတယ်ထိုင်းရောက်ဒေါ်စန္နာဝင်းနဲ့မိသားစုကနေပြီးတော့2သိန်းနဲ့မှ3000လူရန်ထားပါတယ်အဲ့2သိန်း3000ကကျတော့ဒါမြန်မာနိုင်ငံမှာရှိတဲ့သူ့အသီးတယောက်ကိုလွှဲပြီးတော့မှကျွန်တော်စီကနေပဲအဆင့်လူတန်းကျင်တာမလို့ဆိုပြီးတော့ကျွန်တော်ဆိုင်အထိလာပြီးတော့ဒါလူပေးသွားတာပေါ့နော်အဲ့တော့ရေယုံကြီးနဲ့ကျွန်တော်စီမှာလူတန်းပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျာနော်အဲ့တော့ထိုင်းရောက်ဒေါ်စန္နာဝင်းနဲ့မိသားစုက2300လူတန်းထားပါတယ်ပြီးတော့ကျွန်တော်မြင့်ငယ်မှာဈေးဝယ်သွားရင်းနဲ့ပေါ့နော် မြစ်လောင်းရဲ့မြင့်ငယ်မြို့တက်နေဝန်းစတိုးဆန်ရနေပြီးတော့2000လှူဒန်းလိုက်ပါတယ်ဗျာနော်ပြီးတော့မော့ဝါဝါခိုင်ရနေပြီးတော့9000လှူဒန်းထားပါတယ်အဲ့တော့ကျွန်တော်ခုပြောသွားတဲ့ထပ်တိုးထားတဲ့အလူငွေစုစုပေါင်းကတော့9သိန်းနဲ့မှ9000ဖြစ်ပါတယ်သိန်း190 3,6910ကို9,000သိန်း9,000နဲ့ပေါင်းလိုက်တဲ့ချိန်မှာတော့ဒီနေ့ကျွန်တော်လေးလပိုင်း28ရက်2025တနင်္လာနေ့4နာရီ42ဒါပြေရိုက်နေတဲ့ချိန်ပေါ့နော်ကျွန်တော်စီမှာရှိတဲ့လက်ကြံကိုစုစုပေါင်းကတော့သိန်း190 9,000သိန်း 3900နဲ့မှာ10ဖြစ်ပါတယ်ဗျာနော်အဲ့ဒါဒါကျွန်တော်ရှေ့မှာပြောလို့ပဲစင်ရင်ညာကျန်တာပေါ့နော်ကျွန်တော်တို့ဒီငွေဝင်ထားရလေးရရေလေးတွေကြာပြီပေါ့နော်ကျွန်တော်လိုက်လူထားတဲ့မှတ်တမ်းဗီဒီယိုလေးရှိပါတယ်ဒီ3190 9300 3900 9910ရတော့ကျွန်တော်မှတ်တမ်းမတင်ရသေးပါဘူးအဲ့တော့ဒီလက်ကျန်ငွေကိုကျွန်တော်ဖဲနေရာမှာဘလို့လှူတယ်ဘလောက်လှူတယ်ဘလောက်ကျန်တယ်မှတ်တမ်းနေဆက်ပြီးတော့ဒီဒီကျန်နဲ့တင်ပေးသွားပါမယ်အလူငွေလက်ခံတာလေးတော့ကျွန်တော်ရက်ထားပါသေးတယ်အဲ့တော့ထပ်ခါတကာပြောနေတဲ့ဇာတ်ကားလေးထပ်ပြီးတော့ပြောပါအောင်မယ်ကျွန်တော်ကိုယ်တိုင်ဖုန်းခေါ်ပြီးတော့ကျွန်တော်အတန်နဲ့ဖုန်းကောနဲ့ เนาะမြန်မာနိုင်ငံဆိုရင်လည်းကျွန်တော်ရဲ့ဖုန်းဖုန်းနံပါတ်နဲ့ပေါ့ဗျာကျွန်တော်ကင်တဲ့ဖုန်းနံပါတ်399 90 92 30 399 43 113 43ဖုန်းကောနဲ့ဒါမှမဟုတ် Telegram တွေဘာတွေပေါ့နော် Messenger တွေမှာ Overseas ကနေဆိုလို့ရှိရင်လည်းအဲ Messenger ကော Viber ကော Telegram ကောနဲ့ပေါ့နော်ကျွန်တော်ဖုန်းခေါ်ပြီးတော့ကျွန်တော်အတန်နဲ့အတီးပြုတ်ပြီးတော့ငွေလွှဲဖို့ confirm မလုပ်ဖဲနဲ့မလွှဲကြပါနဲ့လို့အားလုံးကိုမြေတားရခင်တောင်းဆိုပါရစေအားလုံးပဲ ကျေးဇူးတင်ပါတယ်အလုံငယ်လက်ခံတာလေးရက်ထားပါသေးတယ်ပြန်လက်ခံပြင်ပြောပါမယ်ယုံကြည်နဲ့ထူထမ်းပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အားလုံးရထူထမ်းပေးမှုကြောင့်လည်းကျွန်တော်ခုလိုလေးကုသိုလ်ယူခွင့်ရနေတာစီရင်ဆောင်ရွက်ခွင့်ရနေတာဖြစ်ပါတယ်ဗျာနော် အားလုံးပဲစိတ်ချမ်းသာကိုကြမ်းပါလိုရဆန္ဒတွေပြည့်စုံကြပါစေကျေးဇူးတင်ပါတယ်တဒါ